ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာအကောင်းဆုံးပုံစံကိုထုတ်ပြပြီးတော့နိုင်ပွဲအရောက်သွားခဲ့တဲ့ရှင်းဖိုက်တာလေးဂျိုရှွာဘန်ကတော့နောက်ထပ်အမေရိကန်ဒေါ်လာ5000ရဖို့အခွင့်အရေးထွက်ပေါ်သွားခဲ့ပါပြီထိုးကြီးအပြင်နောက်ထပ်ဘောနပ်စ်ကြီးအမေရိကန်ဒေါ်လာ5000ရရှိမှာပါဘာကြောင့်လဲဆိုတော့ rival နဲ့ဂျိုရှွာဘန်တို့ထိုးတဲ့ပွဲကိုဒီနေ့ကျင်းပခဲ့တဲ့ UFC 317ပြန်ပွဲရဲ့ Fight of the Night အဖြစ်ရွေးချယ်လိုက်လို့ပါခင်ဗျဟုတ်ကဲ့ဒီပွဲစဉ်ပွဲပြီးဆုံးတဲ့အချိန်ကလေးကပရိသတ်တွေကမှတ်ချက်စကားတွေရေးသားနေခဲ့ကြပါတယ်သူတို့က Fight of the Night တောင်မဟုတ်ဘူး Fight of the Year လို့ကိုအတိအမှတ်ပြုပြီးတော့ဒီပွဲဟာအရန်ကောင်းတဲ့ပွဲဖြစ်တင်စားခဲ့ကြတာပါခင်ဗျအခုတော့ UFC ဘက်ကလည်း Joshua Ban နဲ့ Rival ထိုးခဲ့တဲ့ပွဲကို Fight of the Night အဖြစ် ရွေးချယ်ပြီးတော့အတိမတ်ပြလိုက်ဖြစ်ပါတယ်။ဒါကြောင့်ပြိုင်ပွဲစီးမြင်အရာ Fight of the Night ရွေးချယ်ခံရတဲ့ပွဲစဉ်ရဲ့ Fighter နှစ်ယောက်လုံးဟာ American Dollar 5000စီရရှိမှာဖြစ်ပါတယ်ခင်ဗျ။အဲ့တော့ Joshua Ban အတွက်ကတော့ဒီလဟာအတော့ကိုကန်ထူးရလားလို့ပဲပြောရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ရှေ့မှာသူဒီ Brazil Fighter နဲ့ပွဲထိုးခဲ့တယ်။အဲ့တော့၃ဘက်အကြာမှာ short notice နဲ့နောက်ထပ်တစ်ပွဲထပ်ထိုးခွင့်ရခဲ့တယ်။ ဝိတ်ကိုပြိုင်ပွဲနဲ့ဘောင်ဝင်အောင်နှစ်ချိန်တိုင်းဝိတ်ချခဲ့ရရင်မဲ့နှစ်ပွဲလုံးမှာအကောင်းဆုံးစွမ်းဆောင်ယူကိုထုတ်ပေါ်ပြသပြီးဂျိုရှွာဘန်နိုင်ပွဲရောက်နိုင်ခဲ့တယ်။သူ့ပုံရိပ်သူ့နာမည်သူ့ရဲ့အနေထားဟာအဆင့်တစ်ခုမြင့်တက်သွားခဲ့တယ်။ပြီးတော့ပရိသတ်တွေရဲ့အားပေးမှုရလာတဲ့ပြင်ပရိသတ်တွေလည်းပိုပြီးတိုးပွားလာတာကိုကျွန်တော်မြင်ခဲ့ရတယ်ပေါ့လေ။အခုတော့ဒီနေ့မှာသူ့အနေနဲ့အကောင်းဆုံးပုံစံကိုထုတ်ပေါ်ပြသပြီးတော့ rival ကိုပွဲကြီး3ကြီးလုံးသူတင်ကိုတင်ထိုးသွားတယ်အမပေးတိုင်လူကြီး3ဦးလုံးရဲ့အတိမတ်ပြမှုကိုခံခဲ့ရတယ်အမပေးတိုင်လူကြီး3ဦးလုံးကဒူရှွာဘန်ကိုတညစ်ညွတ်ထဲအနိုင်ပေးကြတယ်ပေါ့လေအခု UFC ကလည်းထိုးကြီးအပြင် Fight of the Night ရွေးချယ်လိုက်ပြီဆိုတော့နောက်ထပ် American Dollar 5000ကိုပါဂျိုရှွာဘန်ထပ်ရသွားကြောင်းပြည်သက်တွေကိုအတိပေးတင်ဆက်ပြောပြလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးလည်း ကိုစိတ်နှပြကျမ်းမှရှမ်းသာပါစေလို့ဒီနေ့အားနေဆုတောင်းပေးလိုက်ပါရခင်ဗျာ။